ုများဆိုတယောက်ဇော်ယိုကျတေလို့တဲ့ဒီတိုင်းအောင်ဘိုးတဲတရွက်ကလုံးကိုချက်ချင်းပဲပြန်နံတော့ပါလေလူရီဟာအပြေးတော့တော့ကြကြတယ်ကိုမြင့်စိုးအိမ်မှာကလူတွေပြည့်နေပြီးခြံဝင်းထဲမှာရောခြံပြင်ဘက်လမ်းပေါ်မှာရော အားလုံးရဲ့မျက်နှာတွေကစိတ်မကောင်းနဲ့ခံစားမှုရဲ့ရောင်တွေနဲ့ညှိုးငယ်နေကြတယ်တကယ်တော့ကိုမြတ်စိုးကလူအေးလူကောင်းပါလေလူငါရာလူငါကိုလောက်တယ်တစ်ဆွဲငါဆွဲလိုက်တယ်မိသွေးဖုတ်တယ်ထင်းဝါခုတ်တယ်ပြောရရင်တော့ ပတ်စံရတဲ့လုံမှန်သမျှရိုးရိုးတသားကြွကြွဆဆလုတ်တက်တဲ့သူနွမ်းပါပေမဲ့မိသားစုကိုတဝမ်းတကားလှအောင်လို့ကျွေးနိုင်တယ်ဆင်နိုင်တယ်သူရဲ့မိမမတ်ဆန်းကြည့်ကြတော့လေသူ့လိုပဲရိုးသားအေးစိတဲ့လူလင်းစီမံတလို့နာခံတဲ့သူခဏနေတော့ရက်ွက်လူကြီးတွေနဲ့ရဲတွေရောက်လာတယ်ကိုမင်းစိုးအလောင်းကိုစစ်စစ်တယ်အလောင်းကိုဆေးရုံပို့ပို့လို့တော့ကိုမင်းစိုးရဲ့တငယ်ချင်းကိုအောင်သိန်းကကျိုးကိုဖျက်ချပေးတယ်ဒီမှာရင်ဟုံးကနေအတန်ကြာလို့ထုတ်တန်းမှာကျိုးတန်းနဲ့တွေ့ရတယ် ီးတော့ကျုပ်ကလည်းကြောက်ကြောက်နဲ့လန့်អော်တာချက်ချင်းတော့မသိဘူးနဲ့တူတယ်လှုပ်နေသေးတာခဏနေတော့မှငြိမ်သွားတယ်မဆန်းကြီးကတဲ့ရကြအဖြစ်ကိုပြောပြတယ်ထိုးချတာကကိုမြဆိုးမှာဇော်ရွှေချတော့တဲ့ပြဿနာကဘာမှမရှိတဲ့အချက်ပဲနွမ်းပါပေမဲ့ငက်ပြက်စင်းရနေတဲ့အခြေအနေမဟုတ်ဘူးကိုမြဆိုးမှာရောမဆန်းကြီးမှာရောအိမ်တော်ရေးဖောက်ပြင်တာမျိုးလုံးဝမရှိဘူးမဆန်းကြီးနဲ့လည်းစကားများတာခက်ရန်ဖြစ်သွားတာဘာဆိုဘာမှမဖြစ်ဘူး ။ဒါဆိုဘာကြောင့်စကြုတ်ချတေးရတာလဲ။ဘသူမှလည်းမပြောနိုင်။ဘလို့အကြောင်းပြချက်မှမရှိဘဲနဲ့စကြုတ်ချတေးတာဖြစ်တဲ့အတွက်အဖို့ပါလို့ပဲလို့ပြောကြတယ်။ဒါပေမဲ့ထိုးချတာတခုတော့ရှိတယ်။မဆန်းကြီးတမီအထွေလေးမွေးပြီးတော့ဆန်းကြီးငါတမီလေးတလားပြည့်ရင်ငါ့ကိုပြောပါလို့ပြောဦးတယ်။မကြာခဏလည်းမဆန်းကြီးကိုတမီလေးတလားပြည့်တော့မှလာလို့မေးတယ်။တမီလေးတလားပြည့်တဲ့နေ့ကျတော့မဆန်းကြီးကကိုမြင့်စိုးကိုကိုမြင့်စိုး ဒီနေ့ရှင်သမီးတလားပြည့်တဲ့နေ့ပဲတော်ကမွေးနေ့လုပ်ပေးမလို့လားဒီလိုပြောတော့ဘာမှပြောမနဲ့ကိုမြင့်ဆိုအိမ်ထဲဝင်သွားတယ်ခဏကြာမှတော့ဟုံးဆိုတဲ့တန်ကိုကြားလိုက်ရတာပဲအဖြစ်ပြက်ကဒါပဲဒီလိုနဲ့ဇလူချတရားလာအောင်လဲတော်ကရောက်เสียရဆိတ်ဆင်းရဲเสียတခုမှမတွေ့ရဘူးရှိလည်းမရှိဘူးဒါဆိုဘာလို့များဇလူချတရားရတာလဲအကြောင်းပြချက်ကမရှိပါဘူးအဖို့ဘာလို့ပဲလို့ပြောမှာပဲမစန်းကြီးဟာကိုမိုးကောင်းဆိုတဲ့လူနဲ့ နောက်ထပ်အိမ်အောင်ပြုတ်လိုက်တယ်။အဲဒီအချိန်မှာတော့ကိုမြဆိုးဆုံးတာနဲ့အတော်ကြာသွားပြီ။မစန်းကြီးဟာနောက်အိမ်အောင်ထပ်တူတာလည်းအပြစ်ဆိုးလို့တော့မရဘူး။အရွယ်ကလည်းရှိသေးတယ်။ပြီးတော့ကိုမြဆိုးနဲ့ရတဲ့သားသမီးဘိုးဆုခရုတွေကလည်းမနေဘူး။ပထမတော့တော်စီလေးရောင်းလိုက်၊ပဲပေါင်းလေးရောင်းလိုက်၊ကောက်ဆိုင်စပါးဆိုင်ပဲနှုတ်လိုက်တဲ့မိသားစုတာဝန်ကိုတယောက်တည်းရုံးကန်ကြည့်သေးတယ်။ဒါပေမဲ့ဘလို့မှမဖြစ်နိုင်တဲ့အဆုံးကြမှာကိုမိုးကောင်းတဲ့လက်ထက်တယ်။ဒီချိန်မှာကိုမြဆိုးဟာတကြောပြန်ပြန်ပေါ်လာတယ်။ ဒါကတော့နာနာဘွားဘွားနဲ့ပါမောင်ရင်စားနေရင်သူညံရောက်တာနဲ့နာနာဘွားဘွားရောက်နေတဲ့ကိုမြဆိုထုတ်တန်းဘောကနေဟောင်းကနေခုန်ချတယ်ပြီးတော့ကိုမိုးကောင်းကိုနပန်းတက်တယ်တစ်ခါမကနှစ်ခါမကသုံးခါလည်းမကဘူးကိုမြဆိုကျုပ်လည်းနောက်အိမ်အောင်ပြုကျင်လို့ပြူရတာမဟုတ်ဘူးသားတွေသမီးတွေနဲ့စားဝတ်နေရခက်ခဲလုံးလို့ပါကိုမိုးကောင်းကလည်းလူကောင်းတစ်ယောက်ပါပြီးတော့တော့သားသမီးတွေကိုလည်းချစ်ပါတယ်မဆန်းကြည့်ခဏခဏတောင်းပန်ပြောဆိုတော့မှ ကိုမြင့်စိုးမလာတော့တာဒီလိုနဲ့နှစ်တွေကြာလာခဲ့တယ်ကိုမြင့်စိုးနဲ့မဆန်းကြည့်လို့ရဲ့သားသမီးတချို့တောင်မှအိမ်ထောင်ရက်သားကြာသွားခဲ့ပြီကိုမိုးကောင်းတဲ့မဆန်းကြည့်လို့လည်းပြည်မျိုးမှာအလုတ်သွားလုပ်ကြတယ်သူတို့နဲ့တူအိမ်ထောင်ကြာပြီးတဲ့သမီးအကြီးမမိသားစုနဲ့သားသမီးတချို့ပါပါသွားတယ်ကညုတ်ကွင်ဘိုးတေရုတ်ကအိမ်မှာတော့အိမ်ထောင်ကြာပြီးသားသမီးအလက်မိသားစုပြီးတော့အပြိုမတို့ကြံခဲ့တယ်ကိုမြင့်စိုးကွယ်လွန်တဲ့နေ့မှာ တလှပြေးခဲ့တဲ့သမီးထွေတကယ်တော့ကိုမြင့်စိုးဟာမိသားစုပြောချက်ခင်ဆွဲနှမှုကြီးမသူဒါကြောင့်လဲနာနာဘွားဘွားနဲ့ဘယ်ကောမှထွက်မသွားနိုင်ခဲ့ဘူးသူ့ချံသူ့အိမ်မှာပဲရှိနေခဲ့တယ်။သားသမီးတွေကိုလိုအပ်တယ်လို့စောင့်ရှောက်နေခဲ့တာအခါခွင့်တင့်နေမားစားခြင်းတဲ့အခါသမီးဖြစ်သူကိုအိမ်မက်လာပေးတယ်။အိမ်မက်ထဲမှာကိုမြင့်စိုးပြောတဲ့နေရာကိုသမီးကတိုးဖို့ရှာဖွေကြည့်တော့ကိုမြင့်စိုးပြောတဲ့အတိုင်းပဲပထမတစ်ချိန်မှာငိုရင်းကဖျားရရတယ်ဒုတိယတစ်ချိန်မှာတော့ရွှေလက်စုပ်တစ်ကွင်ရခဲ့တယ် ဒီလိုနဲ့နေလာခဲ့ရင်2012ခုနှစ်မှာနေ့ဦးပိုင်းမှာတော့အငယ်ဆုံးသမီးတွေဟာအင်္ဂလိပ်ချင်းကောင်လေးတယောက်နဲ့အိမ်တောင်ကျသွားပြန်တယ်။အဲဒီမှာတော့ကိုမင်းဆိုးတယောက်လက်ရှိကျင်နေနေရတဲ့နာနာဘဝဘဝကိုညင်းငွေစိတ်ပြတ်သွားတလား။ဒါမှမဟုတ်သူ့သားသမီးတွေအတွက်စိတ်ချသွားတလားမသိဘူး။အဖေအတွက်ရေဆိုးပြီးတော့ကောင်းမကုတို့အလှူတန်းလေးကိုလုပ်ပေးပါ။အဖေဒီဘဝကနေကျွတ်လွတ်ချင်ပြီလို့သမီးနဲ့သမက်ကိုခဏခဏအိမ်မက်ပြေးတယ်။သမီးနဲ့သမက်ကလည်း ဖခင်အတွက်ရေးဆိုပြီးတော့စွန်ကျွေးအလှလို့ဖို့စီစဉ်ပြကြတယ်။ပြည်မျိုးကိုရောက်နေတဲ့မိခင်ကြီးတို့စမ်းကြည့်နေအပါအကြီးဆုံးကိုလည်းဖုံးဆက်ပြီးတော့အကျိုးကြောင်းပြောတယ်။စွန်ကျွေးလို့တရားနာမရောလဲအဝင်းနေကလေးကရောက်အောင်လာဖို့အတွက်မှာကြတယ်။မိခင်ကြီးနဲ့အမားဖြစ်သူကလည်းမပြတ်မကွက်အရောက်လာမယ်လို့ကတိပေးကြတယ်။ကညွတ်ကွင်းမှနေတဲ့သမီးနဲ့သမက်ကအလှဆုံးကပ်ဖို့တရားနာပြိတ္တဲ့အေခံကျွေးဖို့လိုအပ်သမျှပြင်ကြစင်ကြတယ်။ ဝဲသိနာကိုဝဲကြတယ်။တန်ဃာတို့တွေလည်းကြိုတင်ပင့်ဖိတ်ထားတယ်။ပြည်မျိုးကမိခင်ကြီးကလည်းအလိုဝင်နဲ့ရအောင်တွားဖို့အလုပ်တွေကိုလက်ဆက်တရအလိုမှပါဝင်လှူဒန်းမှုဝဲသိနာဝဲရနဲ့အလုပ်တွေများသွားတယ်။ဆုံကျွေးဖို့ရက်ကလည်းတစားတစားနီးကပ်လာပြီ။ဒီလိုနဲ့ဆုံကျွေးအလိုဝင်လေးကိုရောက်လာပြီးပြည်မျိုးကဒေါ်စောကြည်နဲ့သမီးကြီးကတော့ကညုတ်ကွင်းကိုရောက်မလာကြသေးဘူး။အဲ့ဒီမနက်ပိုင်းမှာပဲပြည်မျိုးကသမီးကြီးအိမ်မှာထူးထူးဆန်းဆန်းကိစ္စရတဲ့ကူဟာဖြစ်ပေါ်ပြီးတော့လူလူရေရွတ်တဲတဲဖြစ်ကုန်တယ် ပြစ်စံကတမီးကြီးရဲ့ခလေးကိုကိုမြင့်စိုးဝင်ရောက်ပြီးတော့ပုတ်ကပ်ပြောဆိုတဲ့ဖြစ်ရပဲ။ရုတ်တရက်အကောင့်တိုင်းကနေမြေမာလီအောင်ဘိုင်းငင်းနဲ့ပြစ်လဲကြသွားတယ်။သူ့အမေနဲ့သူ့အဖွားကခီးသွားနေကြတာ။အဘိုးဦးမိုးကောင်းကလည်းအလုပ်သွားတယ်။အိနေချင်းနေခလေးကိုပြုစုဖို့ဝိုင်းအောင်လာတယ်။ဒီချိန်မှာအားလုံးအံ့အားသင့်စရာဖြစ်ပျက်တွေဟာဖြစ်ပေါ်လာတယ်။ချိုးသီးချိုးပေါက်တွေရွှဲပြီးတော့ခကြီးအဝကြီးကိုချစ်ချင်းလာခဲ့ရတဲ့တရားလို့လည်းမောပန်းနေတယ်။ပုံမှန်မဟုတ်တဲ့မျက်လုံးတွေနဲ့ လူတွေကိုလိုက်ကြည့်ပြီးတော့စကားစပြောတာကစုံကျွေးကိုလာမယ်ပြောထားပြီးဘာလို့မလာကြတာလဲအိမ်မှာလည်းမတွေ့ဘူးဘယ်တွေသွားနေရလဲပြောတဲ့အတန်ကမေးမလေးရဲ့အတန်မဟုတ်ဘူးအတန်အော်အော်နဲ့ယောက်ျားတယောက်ရဲ့အတန်မျိုးကခလေးမလေးပါဇက်ကထွက်လာတာကြောင့်အားလုံးကလန့်ကုန်နေဒေါ်ဆန်းကြီးနဲ့တမင်ကြီးတို့စုံကျွေးအလှလုပ်ပေးဖို့ကညုတ်ကွင်းကိုသွားနေကြပြီဒီနေ့ပဲကညုတ်ကွင်းကိုရောက်ပါလိမ့်မယ်အကြောင်းဆုံးတည်ထားတဲ့အိမ်နေချင်းအတော်ကြီးတယောက်ကဝင်ပြောတယ် ဒီလိုပြောတော့မှမြေမာလေးကိုဝင်ဘူးကပ်ပြောဆုံးနေတဲ့ကိုမြင့်စိုးပြန်လဲထွက်သွားတယ်။ကိုမြင့်စိုးဟာသူ့ရဲ့အရင်ဘွားကဇနီးမဆန်းကြည်နဲ့တမီးကြီးကိုလာမကိုတော်တော်ကိုမျောလင်းထားပုံရတယ်။အဝင်နေမနဲ့အထိဒေါ်ဆန်းကြီးတို့သားမီးရောက်မလာကြသေးတဲ့အတွက်နနာဘွားဘွားနဲ့ပြေအထိကိုလိုက်သွားတာ။ပြီးတော့မြေမာလေးကိုဝင်ပြီးတော့ဆုံကျွေးလာဖို့အတွက်တရီတော်ပြေပုံရတယ်။ဒေါ်ဆန်းကြီးတို့လည်းပြီးနဲ့ကညုတ်ကွင်းကိုအစင်းစင်းသွားနေရတဲ့အတွက်မုံလွဲချိန်ကျော်တဲ့အထိကညုတ်ကွင်းကိုရောက်မလာကြဘူး။ ဲ့ချိန်မှာပဲကိုမြင့်စိုးကစွန်ကျွေးအလူအိမ်ကတမတ်ဖြစ်သူကိုတစ်ခါထပ်ပြီးတော့ဝင်ပူးပြန်တယ်။စွန်ကျွေးအဝင်လေးမှာအရောက်လာမယ်ဆိုပြီးတော့ဘာဖြစ်လို့အခုထိရောက်မလာကြတာလဲ။ငါပြည်ကအိမ်ကိုရောက်ခဲ့ပြီပြီ။အဲ့ဒီမှာလည်းမရှိဘူး။ဒီအိမ်မှာလည်းမတွေ့ဘူး။စမ်းကြည့်တော့ဘာလို့မလာကြတာလဲ။ဒီမှာတင်တမီးဖြစ်သူဟာအခြေအနေကိုသဘောပေါက်လိုက်တယ်။အမေတို့လာနေကြပြီအဖေ။၆လမ်းမောင်းကလာတာမို့လို့ဖြူးမှဆင်းရမယ်လေ။ ယူကာမှကညွတ်ကွင်းကိုပြန်လာရမှာအမေတို့ကိုကြိုးဖို့တောင်မှလူတွေတွားနေကြပြီဖေးတမီးကအကျိုးချောင်းရှင်းပြပြောဆိုမှ ကိုမင်းစိုးဟာတမတ်ကိုပိုးကတ်ထားကနေပြန်လဲထွက်ခွာသွားတယ်ငါတော့မယုံဘူးကွာဒါဟန်ဆောင်လှုပ်ကြံနေရပဲဖြစ်မယ်အတန်ကျကျင်းနဲ့ပြောလိုက်တဲ့သူဟာဆုံးချွေပါနေမှာဝေယဝဲဆရတွေကိုညီလောက်ကင်ပေးနေတဲ့အိမ်နေချင်းကိုတင့်ထူပါ သူကဆေးကြောပြီးသားလက်ဖက်ရဲ့ပကလုံးတွေဆင်အောင်လို့အဝတ်တစ်ခုနဲ့တုံနေတာရေတုပ်ပြီးသားပကလုံးတွေကိုရှေ့က ခုံပေါ်မှာတင်ထားတယ်။ဒီချိန်မှာမှောက်ထားတဲ့လက်ဖက်ရည်ပကံလုံးတွေဟာတမ်းမတ်ပေးထားတဲ့အရုပ်တွေလိုပဲသူ့လိုလိုခုံထပြီးလှုပ်ရှားလာတယ်။မယုံကြည်ဘူးဆိုတဲ့ကိုတင့်သူကိုသူတကယ်ရှိတယ်ဆိုတော့ကိုမြန့်စကွာလက်တွေ့ပြတာ။ဒီတော့မှကိုတင့်သူတယောက်ယုံပါပြီဗျာယုံပါပြီ။ဒီလိုပြောပြီးတော့သူ့အိမ်ကိုခက်တတုတ်ပဲပြန်ပြေးသွားတယ်။ညနေပိုင်းမှာတော့ဒေါ်ဆန်းကြီးရောတမီးကြီးရောကညွတ်ခွင်အိမ်ကိုရောက်လာတယ်။ဒီတော့မှကိုမြင့်ဆုံးလဲ စိတ်ကျင်နေတော့ဝင်ရတယ်။ဝင်ရောက်ဘူးကတ်ချင်း၆လက်နာတွေလုံးဝမလုတော့ဘူး။စွန်ကျွေအလူလို့သူတွေလည်းမိသားစုစုံစုံလင်းနဲ့ပြပြချင်းချင်းအဝင်လေးကညာကိုဖြတ်တန်းနိုင်ခဲ့တယ်။ဒါပေမဲ့နောက်တနေ့မနက်မှာတော့ဘယ်တော့မှမမေ့နိုင်တော့မယ့်ဝမ်းနဲ့စရာဝမ်းသာစရာစိတ်မကောင်းစရာစိတ်ချမ်းမြစ်စရာစန့်ကျင်မှန်ခံစားမှုတွေရောထွေးခံစားမှုဖြစ်ပျက်ကြီးကိုသူတို့မိသားစုတွေရင်နှင်းအောင်လို့ကြုံတွေ့ကြရပါတယ်။ဩကာသဩကာသဆိုတဲ့အတန်းဘလို့ပါလေ။တရားနာပရိသတ်တွေရော ကြွလာတဲ့တန်ဃာတွေရောအားလုံးအံ့အားတင်သွားတယ်။ကိုမြဆိုးရဲ့တမတ်ဟာကျွန်တော်ကျောင်းကဆရာတော်ပါဝင်တန်ဃာငါးပါးကိုအာယုံဆုံးစက္ကပ်ဆုံးဖုံးပေးဖို့သုံးအမှုမောဒနာတရားနဲ့ရည်သက်ကြအမြတမ်းပေးဝေတာကိုအစီအစဉ်တိုင်းလှုပ်ဆောင်ကြရမှာ။ဆရာတော်ရှိမှတရားနာပရိသတ်ဆောင်တာနဲ့ဘာသာမြင့်ကကိုမြဆိုးကိုတရားနာဖို့ဖိတ်ခေါ်တယ်။လွန်ခဲ့တဲ့26နှစ်ခန့်ကဘဝတစ်ပါးကိုပြောင်းရွှေ့ကုလုံသွားတဲ့ကိုမြဆိုးခမရခမရအတွက်ရေစိုးပြီးပြုတ်တဲ့ ဆွန်ကျွေးအလူမတရားနာဖို့ကြောက်ရောက်ပါခင်ဗျာ။ဘာသာမင်းကကိုမြင့်စိုးကို၃ချိန်၃ကဖိတ်ခေါ်လိုက်ပါတယ်။ဖိတ်ကြားပြီးတာနဲ့ဩကာသာကတော်ချိုးနဲ့ယရဏ၃မကိုကတော်ကြတယ်။ဒီချိန်မှာအားလုံးကိုအံ့အားသင့်စေတဲ့ဖြစ်ရတခုဟာပေါ်ပေါက်လာခဲ့ပါတယ်။ဩကာသာဆိုဖို့ပြင်လိုက်တာနဲ့ပရိသတ်လည်းမပစစ်တုပ်ကျုံကျုံနဲ့ထိုင်နေတဲ့တမီးကြီးဖြစ်သူကရုတ်တရက်ယောက်ျားတွေထိုင်တယ်လို့ဆောင်းချောင်းပြင်ထိုင်ပြီးတော့ပရိသတ်နဲ့တူဩကာသာကတော်ချိုးကိုဆိုတယ်။သူကြတာကတမီးကြီးရဲ့နှုတ်ကထွက်လာတဲ့တန်ဟာ သူ့ရဲ့ငကုံမူလအတန်မဟုတ်တော့ဘူးအတန်တွေတုံရင်နေပြီးတော့ဝမ်းနဲ့ပန်းနဲ့လိုက်စုံနေယောက်ျားတယောက်ရဲ့အတန်အော်ကြီးဒေတာဟာကိုမြင့်ဆိုရဲ့လူပါတော်ကအတန်မဲလို့အလို့တူတွဲလောက်ကြတဲ့အိမ်နေချင်းဖြစ်သူကိုတင်ဆောင်ကပြောပြတယ်ဒီစွန့်ကျွေးလူကကိုမြင့်ဆိုအိမ်မက်ပေးလို့လှူရတဲ့လူပြောရရင်တော့ကိုမြင့်ဆိုအတွက်ရည်စူးတဲ့လူအလိုဝင်နေကြတဲ့ကပုကတ်ပြောဆိုတဲ့ဖြစ်ရတဲ့ကိုတင့်သူရှေ့မှာလက်ဖက်ရပကလုံးတွေအလိုလိုလှောက်ရှားလာတဲ့ဖြစ်ရတွေအဖြစ်ဆုံးအကြောင်းဆုံးကိုသိနေကြတဲ့အတွက် သူ့ရဲ့တမီးကြီးကိုပုတ်ကပ်ပြီးကိုမြင့်စိုးတရားနာနေပြီဆိုတာအားလုံးသိလိုက်ကြတယ်။ကိုမြင့်စိုးရဲ့အတန်အိုးကြီးကလည်းပြိသက်အားလုံးရဲ့အတန်ကိုလွှမ်းနေတယ်။ဩဃာသားကနေနောက်ဆုံးအမျှပေးဝေတာရုခေါ်တဲ့အချိန်ထိကိုမြင့်စိုးအတန်ကြီးကထီတန်းကြီးကိုပေါ်ထွက်နေတာ။အမျှသုံးကြိမ်ဝေလို့တာရုသုံးကြိမ်ခေါ်ပြီးတဲ့အခါမှာတော့ကိုမြင့်စိုးဝင်ပူးနေတဲ့တမီးကြီးဟာတန်ဃာတော်ရင်းကိုတိုးကပ်သွားတယ်။ပြီးတော့ဝမ်တာအားရတဲ့အတန်ကြီးနဲ့အောင်သိတငငချင်းငါသွားတော့မယ် ငါကျုပ်ပြီကွာဒီလိုပြောချတယ်ကိုမင်းစိုးရဲ့တငယ်ချင်းကိုအောင်သိန်းကကိုမင်းစိုးဇယုတ်ချတေတုံးကကျိုးကိုဖျက်ချပေးခဲ့တဲ့သူလူပွားကိုညီငွေလို့မြင့်မြတ်တဲ့ရဟန်းဖောင်တွေကိုဝင်ရောက်သွားခဲ့တာနေ့တွေကြားခဲ့ပြီကျွန်တော်ကြောင်းတိုင်းမှာသတင်းသုံးနေထိုင်တဲ့အတွက်ပရင်းတန်ငါငါးပါးမှာပါဝင်ခဲ့တယ်ဦးစင်အောင်သိန်းကလည်းတငယ်ချင်းရဲ့ဖြစ်ကိုကြုံတွေ့ရလို့ဝမ်းသာဝမ်းနဲ့နေရကြရတယ်ကိုမင်းစိုးကသမီးကြီးကိုဝင်ပူးကနေတော့ဆရာတော်ကိုဥချတယ်တပီတော့ကျွတ်ပါပြီဖះရလို့လေ ရှောက်တယ်။တကယ်တော့ကိုမြင့်စိုးကလောဘတုံးကဇနီးဖြစ်ခဲ့တဲ့မဆန်းကြီးရဲ့လက်တွေကိုလည်းဆိုရန်လှုပ်ခါပြီးတော့ကျေးဇူးတင်တဲ့ကြောင်းဘဝဆိုကြီးကကျွတ်ပြီးလွတ်ပြီးဆိုတဲ့ကြောင်းဝမ်းသာအားရပျော်ပြတယ်။စွန်ကျွေးအလူလုတဲ့သမီးလက်ကိုလည်းဖန်နှမ်းပြီးတော့ပျော်ပျော်ရွှင်ရွှင်စကားတွေပြောနေခဲ့တယ်။အလာဘတလာဘတွေပြောဆိုပြီးတန်ငါတော်တွေပြန်ကြွသွားမှသမီးကြီးဖြစ်သူငြိမ်ချသွားတယ်။သူ့ရဲ့စိတ်ရောအတန်ရောကငကုံမူလာတိုင်းပြန်ဖြစ်သွားတယ်။ဒီချိန်မှာဝင်ရောက်ပူကပ်ပြောဆိုနေတဲ့ဖခင်ဖြစ်သူကို တူမစီကနေခွာသွားပြီဖြစ်ကြောင်းတူမကိုယ်တိုင်သိလိုက်ပါတယ်ဒီမှာနေမယ်ကျွန်တော်တင်ဆက်ပေးခဲ့တဲ့ပရာလောကဇာလံပြီးဆုံးပါပြီနောက်တော့ရှင်တို့ပြည်သက်ကြီးလဲဆယ်ချနာချင်းကိုယ်ကြီးကျမ်းမာရင်နေပြည့်စုံတော်မူကြပါစေခင်ဗျာ